မြန်မာနိုင်ငံမှာသဘောဝဘင်းရည်တွေနဲ့ကြုံလာတိုင်းမှာတော့ပြည်သူတွေအကုန်လုံးကဒီလင်းဒုက္ခရောက်ကြတာတော့သိမှာဖြစ်ပါတယ်။အဲ့လိုဒုက္ခတွေကိုကယ်ဆယ်ခြင်းတရားအောင်နဲ့ကိုယ့်ရဲ့တပုံရိုက်ဖို့တွေကိုယ့်ရဲ့ဝါဒဖြန့်မှုတွေကိုပြုလုပ်ဖို့ဆိုပြီးတော့ဖွဲ့စည်းတွေကလည်းမျိုးမျိုးရှိနေတယ်။လူတွေကလည်းမျိုးမျိုးရှိနေတာတော့သိမှာဖြစ်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းလူတန်းပြနေတာဖြစ်တဲ့အတွက်ကြောဝဆူကလည်းတော်တော်လေးကိုမှခတ်တဲ့နေတာတခုပါပဲ။ဒါပေမဲ့လည်းတကယ်စစ်မှန်တဲ့သူတွေမဟုတ်တာဖြစ်တဲ့အတွက်တကယ်စစ်မှန်တဲ့အစိုးရကိုအမြောက်ခဲ့တဲ့ တော်လန်ပြည်သူတွေအနေနဲ့ကတော့တော်တော်လေးဟိုမှညနာစရာကောင်းတဲ့အနေအထားတစ်ခုလေးပြောရမှာဖြစ်ပါတယ်။လက်ရှိချိန်မှာကတော့လူမှုကွန်ရက်ဆိုင်မျက်နှာရည်မှာဝေဖန်မှုတွေနဲ့များနေတဲ့ USGB ကလူတန်းမှုဌာနတစ်ခုကိုပြုလုပ်နေတာကိုတွေ့ရပါတယ်။ဒီမှာတွေ့ရတာကတော့ပစ္စည်းတွေကိုပြရတယ်၊လူတွေကိုတပုံရိုက်တယ်၊ပြီးရင်ပြန်ချတယ်၊ပြန်ပြရတယ်။ဘာလို့များဒီလောက်ထိအုံတော့မရှိရဲ့ကောင်းလေးဒီလိုမျိုးပြည်သူတွေပေါ်သေဒနာသရာတရားမရှိရဲ့ကောင်းလေး ိုက်မီကိုတော့အုပ်ချုပ်ခွင့်ရနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့တိုက်မီရတော့အားလုံးတည်တဲ့အတိုင်းပဲတော်လေးကိုမှကိုရင်စရာကောင်းတဲ့အနေထားတော့ကျော်လွန်နေတဲ့အနေထားဖြစ်ပါတယ်။ဟေးအားလုံးပဲ USGB ရကောင်းဒီပါတီလုပ်နေလေဆိုတော့ဒီမှာကကြည်ကြည်ကြပါတော့ဗျာ။ဝေပါဟုတ်တာမဟုတ်တာအပါထတော်ကြီးကောင်းမှုပါ။လာပါပြီကျွန်တော်များတော့ဝေပါလာပါပြီကျွန်တော် တဲ့ပုံရိုက်ပြီးမှရင်တော့နောက်မှပစ္စည်းလေးပြန်ထားနေရတွေ့ရပါတယ်။ ဒါပေမဲ့ခွေးကခွေးခွေးကခွေးချင်းတက်တဖို့ချင်းတက်ချင်းချင်း Oh hey ဒါပေမဲ့ခွေးကခွေးခွေးကခွေးခွေးချင်းခွေးချင်းခွေးအလုံးလုံးတော့ Hey မနဲ့အရမဘူပဲအတိကြောင်ဆောင်ခဲ့လီပြီလားဆိုပြီးတော့မနိုင်ရန်ကရေကိုပဲဒီလာသမารီရှိပါတယ်ဆိုတော့ ဘုံတော်ကြီးရဲ့လုပ်ရည်ရာလဲတော်လေးကိုမှစူးရောင်းနေရဖြစ်ပါတယ်။အခုအနေနဲ့ကတော့သူစောတိဖြစ်တဲ့ပေါ်ကရုံးကိုဝေကြီးတွေလူနာနေတဲ့အရှင်စေကိန်းနောက်ကိုတွေ့ရတာလဲတော်လေးကိုမှစစ်တဲ့နဲ့ဘုံကြီးဘုံကြီးနဲ့စစ်တဲ့သာသနာကိုလူငယ်တွေသိပ်ပြောလာတဲ့အနေထားတစ်ခုကလည်းဖြစ်လာတာလဲအဆန်းတော့မဟုတ်ဘူးဆိုတာကတော့ဒီဗီဒီယိုလေးတွေကသက်သေပါပဲ။

ါတွေကိုကြည်ချင်းအဖြစ်ပြည်သူတွေရဲ့ညုံညင်မှုပြည်သူတွေရဲ့သာသနာပေါ်ကိုထားရှိတဲ့စေတနာတွေသာသနာပေါ်ထားရှိတဲ့စိတ်ဓာတ်တွေဟာတဖြည်းဖြည်းနဲ့ယူရင်းလာတာလေအဆန်းတော့မဟုတ်ပါဘူးဘာလို့လဲ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 

မပတာဖုန်ကြီးပောက်ကိုတော်ကိုအရှင်စီကိန်းနာကတင်းတရာလူစစ်ကောင်စီကိုကိုွယ်တဲ့ပြည်သူစစ်ကောင်းဆောင်ပောက်ကိုတော်တင်ကန်းဝတ်ပောက်ဖုန်ကြီးကိုဓမ္မတုဒ္ဒဆရာတော်ဒေါက်တာအရှင်စီကိန်းနာကစက်တင်းတရာလူတန်းနဲ့လို့ပောက်ကိုတော်ကသူ့ရဲ့တတော်အကောင့်မှာတင်ထားပါတယ်မပတာဒုတိယမျိုးဆက်ကောင်းဆောင်တအူးဖြစ်တဲ့ပောက်ကိုတော်ခေါ် ိုးရလက်ထက်မှာဝင်ကြီးတွေအလုလုတာကိုဝေဖန်မိတ်ကြားခဲ့တဲ့ဆရာတော်တပါးဖြစ်ပြီးစစ်တပ်ကတရားအာဏာသိမ်းမှုမှာတော့တစုံတရာမိတ်ကြားခြင်းမရှိဘဲနှုတ်ဆက်နေတာကြောင့်တီတကူဆရာတော်အရှင်ညာနီတရားကနဲ့အတူအဲ့ဒီဆရာတော်နှစ်ပါးကိုပြည်သူတွေကဝေဖန်နေကြတာပါအခုလ28ရက်ကလှုပ်ခတ်သွားတဲ့အင်စီကိန်းနာတို့ပြပြောက်နေလဲဆိုပြီးဝေဖန်တန်တွေထွက်ပေါ်နေပြီးနောက်ဒီရက်ပိုင်းမှာဆရာတော်နှစ်ပါးဟာအလူတွေလုံနေကြောင် သောတာမလည်းဖြစ်တယ်လို့ပြောသေးတယ်ပတ်စံကိုင်းတယ်ဆိုရင်ဒါသောတာမဟုတ်ပါမလားတခါတခါမတွေကဘုရားစကားယုံမလားအဲ့ဒီဘုန်းကြီးစကားယုံမလားဘုရားစကားယုံရမှာပေါ့မြတ်စွာဘုရားကိုယ်တိုင်ပြောထားပြီးသားလေအဲ့တော့တချို့ပုံပေါ်တွေကဘုရားတရားဘုရားတရားနဲ့ပေါက်ကရတွေထေရဝါဒပိဋကမကြီးတဲ့ပါဠိတော်ထာဂရတီကမကြီးတဲ့၆ဟောတယ်အဲ့ဒါသူတို့တရားပဲဘုရားတရားမဟုတ်ဘူးတခါတခါမတွေကအဲ့ဒီထေရဝါဒပိဋကတွေနဲ့တိုက်ကြည့်ရမှာမှန်လားမှန်လားအနာသိမ့်ပြီးတော့ဘယင်လောက်တာ

ဧပြီလ9ရက်နေ့ရဲ့မနက်ပိုင်းထိနောက်ဆုံးရရှိသတင်းချို့ကိုဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်မျိုးတွေအားလုံးပဲဆုံးဒီကြည့်ရှုပေးဖို့ဒီနေရာကနေပြီးတော့ထပ်မံတောင်းဆိုလိုက်ပါရစေ။နောက်ဆုံးနေနဲ့ကတော့စစ်ကောင်းဆောင်များက၎င်းတို့ရဲ့ကိုကျူးစီးပွားအတွက်နိုင်ငံတော်အာဏာကိုမတရားသဖြင့်အရင်ကမှသိမ်းယူထားဒီမှာဒီနေ့မှဆိုရင်တော့1929ရက်ရှိပြီပါတယ်။မနိုင်ငံတော်ကစစ်ကောင်းစီကစစ်ကိုယ်စီဆုံးမှုစီးရင်မှာတော့ရန်ကုန်တိုင်းတိုက်ကြီးမြို့မှာ9ကောင်မန္တလေးတိုင်းမြင်းကြံမြို့မှာ14ကောင်ချင်းမီနယ်ဖလန်းမှာတော့ရေးတက်လို့မရတဲ့ဒီဖြစ်နေပါဗျ။ င်းပြည်နယ်ဟာခါမြို့နယ်မှာ3ဦးလင်းဝင်ရောက်ပြီးတော့ချင်းပြည်နယ်ကြီးတိမ်မြို့မှာ2ဦးလင်းဝင်ရောက်ကစကိုင်းတိုင်းအင်းတော်မြို့မှာ40ဦးကိုအရှင်ဖမ်းမိခဲ့ပြီးမကွေးတိုင်းရေစကြိုမြို့နယ်မှာတော့2ဦးလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်သတင်းတွေမှာတော့ဧပြီလ2ရက်နေ့မှာဖြစ်ပွားခဲ့တဲ့တနိုင်းမြို့တိုက်ပွဲမှာတော့ဘိုးဝင်းမူးကျော်ဟာကြီးထိမှန်ပြီးနေရာမှာပဲတည်ဆုံခဲ့ကြောင်းဒုံလောင်းကိုတော့ရှေ့ထဲမှာပဲတချို့လိုက်ကြောင်းတည်ဆုံသွားတဲ့ဘိုးဝင်းမူးကျော်ဟာကျမ်းပစစ်တဲ့အာနာသိမ်းပြီးနောက်စစ်တပ်ထဲမှာထွက်ရန်ကြိုးပမ်းခဲ့တော့လဲမိသားစုဝင်များကိုစစ်တပ်ကဒုက္ခပေးပြီးဆိုရင်တော့ကြောင့်ဆက်လက်တောင်းဝင်ထမ်းဆောင်ခဲ့ပြီးနောက်လက်ရှိမှာတော့ ကဆုံးသွားပြီဖြစ်ကြောင်းသိရှိရပါတယ်။စစ်တပ်ဟာအာဏာသိမ်းပြီးနောက်ပိုင်းမှာတပ်ထဲမှာမနေချင်တော့ဘူးလို့ခဏခဏပြောပါတယ်။ဖွင့်ရင်ကောင်းနှစ်20ကြာခံရမယ်။ဖြပြင်းရင်လည်းမိဘတွေကိုစစ်တပ်ကဒုက္ခပေးမှကြောက်တာနဲ့ပဲအခုတော့တိုက်ပွဲကြာသွားပါပြီ။သူကမန္တလေးတိုင်းပြိုဝင်မြို့နယ်စာတိပါလောင်းတော်မင်းမင်းလိုက်ရပဲမိသားစုတွေကနာယီရက်လေကိုတရားနာမျှဝေခဲ့ရပါတယ်လို့မိတ်ဆွေတွေကပြောထားတာလည်းတွေ့ရှိရပါတယ်။အချင်းမီနယ်တိုင်းမြို့နယ်မှာတော့စစ်ကောင်စီတပ်နဲ့ KIA ဦးဆောင်တဲ့တော်လိုင်းတများကြားတိတိတိုက်ပွဲတွေမကြာခဏဆိုသူဖြစ်ပေါ်လျက်ရှိပြီးစီးရီးတင်းမာလည်းရရှိကြောင်းလည်း KIA ရဲ့ထုတ်ပြန်ထားပါတယ်။ အားလုံးပဲဒါလေးကိုကြည့်ရမယ်ဆိုရင်တော့တကယ်ထွက်ချင်တကယ်ထွက်နိုင်အောင်ကြိုးစားဖို့လိုပါတယ်တကယ်မထွက်ဖဲနဲ့ခုလိုမျိုးမေ့ပြီးနေမယ်ဆိုရင်တော့ပွားရမယ်လန့်ကတဲ့တလန့်ပဲရှိပါတယ်ဘာလို့လဲဆိုတော့ပြည်သူတွေရဲ့ချစ်ခင်မှုမရတဲ့ဖွဲ့စည်းအားလုံးကအချိန်တိုင်းပျက်စီးရမယ်အနေထားဖြစ်ပါတယ်နောက်ထပ်သတင်းတွေမှာတော့မန္တလေးတိုင်းမန္တလေးမြို့ပေါ်ရက်ွက်တွေမှာလူရှင်များမှလာရောက်လှူတဲ့နေပစ္စည်းတွေကိုအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကတင်းစီပြီးလကောင်းတို့နဲ့ပတ်သက်ဆက်နေတဲ့ဆွေမျိုးများထံကိုပြန်လည်ခွဲဝေပေးလက်ရှိတယ်လို့ငလင်းသိမ့်ပြည်သူတွေကပြောထားပါဗျာ အဟာချမ်းမြသာစီမြို့နယ်မြို့တည်အမှတ်၄ရပ်ကမှအုပ်ချုပ်ရေးမှုနဲ့၎င်းဆွေမျိုးများကအလူရှင်များလာရောက်လူနှမ်းသည့်မိသည့်ပစ္စည်းကိုမဆို၎င်းတို့ကိုယ်တိုင်လက်ခံသိမ်းဆီးပြီးပြည်သူများကိုနှဲငဲ့တာခွဲဝေနေပြီးကြောင်းသိရှိရပါတယ်။အဲဒါဟုတ်ကြည့်ရင်လက်ရှိအချိန်မှာဆိုရင်တော့နိုင်ငံဝင် Pride ဒါအသင်းလဲဝေမှန်မှုတွေနဲ့မြင့်တက်နေတာအားလုံးသိမှာဖြစ်ပါတယ်။ဒါတွေဘာလို့ဝေမှန်နေရလဲဆိုရင်တော့သူတို့တွေဟာတကယ်တော့ပြည်သူတွေကနေပြီးတော့ပြန်ပြီးတော့လူနှမ်းတဲ့ပစ္စည်းတွေကိုပြန်လဲခွဲဝေပေးပြီးတော့ လဲရနေပြီးတော့စေနာရှင်ဖြစ်လို့နေရတဲ့သူတွေဖြစ်ပါတယ်။ဒါပေမဲ့လည်းစစ်ကောင်စီရဲ့စရင်တိုင်းလုပ်နေမယ်ဆိုရင်တော့အခုလိုမျိုးပဲဝေဖန်မှုတွေကကျုံးမှာဖြစ်ပါတယ်။နောက်ထပ်သတင်းမှာတော့ရန်ကုန်မှာမင်းအောင်လှိုင်မိသားစုရဲ့အလှူဖြစ်ရှင်လောင်း9500ရှင်ပြူဘွဲကိုအေဘလနှင်းရနေကပြုလုပ်ခဲ့ပြီးရှင်လောင်းတဝူးလင်ငွေကြက်တသိန်းပေးမယ်လို့ကတိပေးခဲ့တော့လဲလက်တွေမှာတပြားတစ်ချက်မှမပေးကြောင်းရှင်လောင်းများရဲ့မိဘတို့ကပြောထားပါတယ်။ဒါကတော့မင်းအောင်လှိုင်ရဲ့ဇကားကိုယုံရင်တော့ဒါကတော့မတတ်နိုင်ဘူးပေါ့ဗျာ။မင်းအောင်လှိုင်ရဲ့ဇကားဆိုတာကတော့ဘယ်ကောင်းမှယုံတာမှမဟုတ်တာယူ။ဒါကူမှယုံကြည်ပြီးတော့အခုလိုမျိုးတွေပြောနေမယ်ဆိုရင်တော့ ဒါအပြောပဲရှိမှာပဲဘာမှဖြစ်လာမှာမဟုတ်ဘူးလူမျိုးပြည်သူတင်မြောက်ထားတယ်မဟုတ်တယ်ဆိုးရကကောင်းနေပြောနေတာကိုတော့မယုံကြဘူးဘာဒီပြော့ပြော့ဒီကောင်းထေးကလိမ့်လည်နေတယ်ဆိုတာလည်းအားလုံးသိဖို့လိုအပ်ပါတယ်နောက်တစ်သတင်းမှာတော့အေယာဝတီတိုင်းငပူတော်မြို့နယ်တောင်ပိုင်းအကြံဖတ်စစ်ကောင်စီခန့်အုတ်ချုပ်ရေးမှူးချုပ်ဟာအကြံပြော်ပွဲရှင်ပွဲဟုခေါင်းစဉ်တက်ပြီးခန့်နေကြောင်းဒေသခံပြည်သူတွေကပြောထားပါတယ်အကြံပြော်ပွဲရှင်ပွဲတွေမပြုလုံအောင်ထက်ကညွန်ကြားထားတော့လဲငပူတော်မြို့နယ်မှာတော့တောင်ပိုင်းအုတ်ချုပ်ရေးမှူးမှူးချုပ်ကဦးဆောင်ပြီးနေအိမ်တိုင်းမှာလိုက်ငွေကြီးလိုက်လံကောက်ခံနေတယ်ဖြစ်ကြောင်းလည်းသိရှိရပါတယ် သို့တောင်းခံရမှာလဲနေအိမ်တိုင်းကိုမထည့်မပေးရပုံစံဖြင့်လိုက်လံတောင်းခံခဲ့ခြင်းဖြစ်ပြီးအပေးစီနေအိမ်များကိုလည်းချင်းချော်ပြောဆိုမှုတွေလှုံ့ဆော်နေကြောင်းလည်းသိရှိရပါတယ်။တကြံမလို့ရတာသူ့ကိုအထက်ကပြောထားတယ်လို့သိရပါတယ်။ဒါပေမဲ့ဒါကပြည်သူတွေကိုမပြောဘဲတကြံလို့ရပါတယ်ဆိုပြီးကောက်ယူနေပါတယ်။မထည့်မနေရပုံစံနဲ့လိုက်ကောင်နေရပါလို့ဒေသခံပြည်သူတွေပြောထားပါတယ်။မပူရောမြို့နယ်တောင်ဝိုင်းမှာတော့အိမ်ချစ်ထောင်ကျော်ကန့်ရှိပြီးနေအိမ်တိုင်းကိုငွေကျပ်2000နှုန်းလိုက်လံကောက်ခံနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဒါကတော့ငပူရောမှာရှိတဲ့ပြည်သူအနေနဲ့ပုံမှန်သိရှိမှဖြစ်တဲ့အတွက်ငပူရောကနေကြည့်ရှုနေတဲ့ပြည်သူတွေရှိရင်လည်းအားလုံး comment မှာမှတ်သွားပေးလို့ရပါတယ်။ နောက်ထပ်သတင်းတွေမှာတော့အေယာဝတီတိုင်းအင်ကပူမြို့နယ်အတွင်းကိုယနေ့နဲ့အစောပိုင်းစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံပြည်သူတွေကပြောထားပါတယ်။ဧပြီလ9ရက်မနက်12:00နာရီချိန်မှာတိုက်လေရင်နဲ့ဘုံများနှစ်ကြိမ်ကျဲချသွားကြောင်းအင်ကပူမြို့နယ်အတွင်းတောအုပ်များအတွင်းသို့ဘုံများကျဲချသွားခြင်းဖြစ်ကြောင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအင်ကပူမြို့နယ်အတွင်းမှာစစ်ကောင်စီကလေရင်ဖြင့်ဘုံကျဲချခဲ့ကြောင်းသိရှိရပါတယ်။အင်ကပူမြို့နယ်အတွင်းမှာတော့ရခိုင်ရင်များကအေအေဥဆောင်သောတော်လိုင်းတင်မြန်နဲ့စစ်တပ်ကြားထိတွေ့မှုများဖြစ်ပွားခဲ့ပြီးနောက်စစ်တပ်ရဲ့လုံခြုံရေးကိစ္စကများကိုသက်တိုက်စွန့်ခွာပြမှုများလည်းရှိနေကြောင်းသိရှိရပါတယ်။ အောင်ခမ်းမှာရှိတဲ့လုံချုံစကန်ကိုဧပြီလ9ရက်နေ့ကနနက်09:45ကနေညနေ3:00တိတီအန်လေးကဒရုန်းနဲ့ဒရုန်ပုံးချတယ်တိုက်ခိုက်ပါတယ်လို့လဲဆော်မဲလုံးကနေပြီးတော့ပြည်သူများကိုတိုင်ကြနေတယ်လည်းတွေ့ရှိရပါတယ်။အလေးနေနဲ့နမီလေးနဲ့ဒီတာဝန်ယူထားတဲ့အဖွဲ့အစည်းလေးကိုတော်လန်ပြည်သူတွေသိအောင်မိတ်ဆက်ပေးပါအောင်နော်။ကျွန်တော်ကအယောဒိတာမရှိရေကံကောခန် MSC တိုင်းမှာတာဝန်နဲ့ဒီပေါ်အေဝင်ဖြစ်ပါတယ်။ဘူးလရှိတမကတော့အစစ်တပ်အနေနဲ့တာဝန်ထမ်းဆောင်နေတယ် မြမရေဒီຫນွေဥတော်လိုင်းရဲ့ထူးခြားဆုံးဂုဏ်ကတော့ Civil Disobedience Movement CDM ပါပဲ။ပြည်သူတွေကဒီအာဏာရှင်နဲ့ဘလို့မှမပတ်သက်တော့ပဲနဲ့ဒီအာဏာရှင်ပေါ့နော်ရန်လျားကြီးရဲတန့်သွားဖို့အတွက်တနိုင်ငံလုံး CDM ပါဝင်ခဲ့ကြဖို့ဖိတ်ခေါ်ခဲ့ကြတယ်လေနော်။ဒီ CDM တွေကတို့ပြည်သူတွေတော့အားလုံးကသူရဲကောင်းပါပဲညီမလေး။ဒီညီမလေး CDM ဝင်ပြပုံကိုလည်းပြောပြပေးပါဦးနော်။ကျမ်းပဲစက်ကောင်စီကအာဏာရှင်စာသိမ်းလို့ကျွန်တော်တို့ပြောရနေပြန်လာပြီးတော့အေးဒီလိုမျိုးတပိတ်စစ်ကြောင်းနဲ့မပါဝင်ရင်ကနေပြီးတော့ဒီလိုစစ်တပ်သားဖြစ်ပါဝင်ဖြစ်ခဲ့ရတယ် ဟုတ်ပါတော့ဒီစစ်သက်သားတွေကလည်းတော်လိုင်းရင်းမှာအချိန်မှဆုံးစိတ်ပိုင်းလို့ပြောရင်လည်းမမအောင်ပေါ်တော့ညီမလေးဟိုအမနည်းနည်းတော့ဆက်စုမယ်နော်ညီမလေးညီမလေးကအကြောင်းတူလေးဆိုတော့လေဒီဘောပင်ကိုင်းတဲ့လက်ကနေဒီတော်လိုင်းဘက်မှာပါဝင်လာတဲ့အခါမှာပေါ်တော့လက်နဲ့ကိုင်းပြီးတော့စစ်သက်သားဖြစ်နေနှစ်ချက်ကိုင်းရတဲ့အချိန်မှာရောဘလို့ခံစားရလဲညီမကျွန်တော်လူငယ်အနေနဲ့တော့ဒီလိုဘောပင်ကိုင်းပြီးတော့အနာဂတ်ကိုပဲရည်ဆွဲချင်တာဗျာဒါမဲ့ ဒါပေမဲ့တမိုင်းမေးတာဝန်ရဒီမျိုးစစ်တပ်သားတာဝန်ကိုယူခဲ့ရရေပေါ့နော်အဲ့လိုချိန်မှာအစပိုင်းအဆင်မပြေမှုတွေအများကြီးရှိရဲဒါပေမဲ့လို့အခုနောက်ပိုင်းမှာကျွန်တော်တို့ရဲ့ရဲဘော်တွေနဲ့ပြည်သူတွေကိုပြင်ပြင်ရတယ်ကာကွယ်ကာကွယ်ခွင့်ရတယ်အဲ့အတွက်ဒီဖြစ်ပါတယ်ညီမလေးရဲ့ခန်းစားချက်ကိုအမနားလဲတယ်ညီမလေးတို့တွေတူတူယုံကြမယ်လေနော်ဒါနဲ့လေညီမလေးကိုယ်တိုင်လုံခြုံရေးကိုဘယ်လိုကာကွယ်လဲဟုတ်ကျွန်တော်တို့အာပြောရမယ်ဆိုရင်တော့ အမျိုးသမီးရဲဘော်တွေစိတ်သက်သာမှမဟုတ်ဘူးပေါ့နော်တခြားအမျိုးသမီးရဲဘော်တွေရောအာအများစုကတော့နောက်ထပ်မှာပဲတောက်ပိုင်းယူဖြစ်တယ်ပေါ့နော်အဲအဲ့လိုရှီရဲမရှင်တွေဘာညာလေးလေးလို့ရှိရင်ကိုကိုအတွက်စိတ်မဖြစ်တာလည်းပါတယ်ပြီးတော့ဘေးကရဲဘော်တွေအတွက်လည်းအာဝမ်ထိုးဝမ်ပိုးဖြစ်တယ်ပေါ့နော်အဲ့လိုကြီးမဖြစ်အောင်ကိုအတွက်လည်းစိတ်ဖြစ်ပြီးတော့အာတခြားရဲဘော်တွေအတွက်လည်းအဆင်ပြေပို့အဆင်ပြေတဲ့နေရာမှာပဲတောက်ပိုင်းဆက်ဆံဖြစ်ပါတယ်စိတ်သက်သာလုပ်ရပြောလားညီမလေးရဲ့တွေ့ကြုံလေးကိုဖောက်တယ်ချပေးပါဦးနော် အစအစလုံးကတော့ကျွန်တော်အငငယ်ကဆိုရင်အမစီးထိုးခရရင်တော့မှမိလဲပေါ့နော်စီးထိုးရတာအကြော့ပဲကျွန်တော်စီးတတ်တာစစတင်နေတော့တက်တော့အမသူမြေရေအာကညလာထိုးဆန်းတာပေါ့နော်အဲ့လိုချိန်မှာသွေးမြင်ပြီးတော့အဲ့လိုမျိုးတက်ပြီးတော့ငိုရိုက်ပိုင်ဖြစ်တယ်ပေါ့နော်အခုနောက်ပိုင်းတော့အဆင်ပြေလာပြီစီးတတ်တော့ပျော်ပါတယ်ဟုတ်ပါဆေးပိုင်းဆိုင်ရာလေးကိုလှည့်ချအောင်ဆို AY ရေး ီအမားတို့ဘက်မှာလေးဒီစေဝါပြက်လက်မှုလေးတို့အဓိကကြုံနေရတယ်လို့ပဲပြောရမလားညီမလေးဟိုညီမလေးတို့ဘက်ရောအဲ့လိုကြုံဘူးလားစေမလုံလောက်တဲ့အချင်းဆိုတဲ့ကျွန်တော်တို့တန်ရင်းနေတင်မကဘူးပေါ့နော်ဒီရောနေမှာရှိတဲ့တန်ရင်းတို့တော့မြများရဲဘော်တွေရဲ့အခြေခံကျမကြီးအတွက်ကတော့စေဝါတွေကလုံလောက်နီးပါးရှိတယ်ပေါ့နော်ဒါပေမဲ့အာဘလို့အချိန်မှာခက်ခဲဖြစ်တယ်လေဆိုတော့အာရှီရမ်းမရှင်တွေတွားတဲ့ခါမှာရဲဘော်တွေဆေးဆေးတက်သားတွေအကုန်လုံးအတွက် ဆိတ်တွေရှိပေမဲ့လို့ဆိတ်ထဲမှာဆေးအပြည့်ဆုံးရှိနေဘောเนาะဒီလိုပဲဖြည့်ပေမဲ့လို့အာအပြည့်ဆုံးမဖြည့်နိုင်တဲ့အခြေအနေရှိရဘောเนาะအဲ့ဒီခါမှာအာ ticket ရေးဖို့အတွက်နှစ်နာရှိအဲ့လိုမျိုးအခြေအနေအတော့ခက်ခဲရှိပါတယ်ဒီတော်လန်ပြည်သူတွေဈေးကနေပြီးတော့ဘယ်လိုကူညီလေးလိုအပ်နေလဲညီမကြီးအာမိဘပြည်သူတွေရှိရဆိုကျွန်တော်တယင်းနေအနေနဲ့ရောဒီလိုမျိုးဆေးအတွက်ဆိုပြီးမှ တိတက်အလူခန္ဓာမျိုးပညာတော့မရှိဘူးပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့တိုင်ရင်ကနေပြီးတော့ရမုံငွေပညာရဖို့ထုတ်ဖို့ထီရောက်နေတာမျိုးတော့ရှိရပေါ့နော်။အဲ့လိုမျိုးအာကျွန်တော်တို့စေတွေပဲပြပြတခြားအာတခြားဒီစီအတွက်ပဲဒီကူနီချင်းလို့ရှင်တော့ထောက်ဖို့ထီတာထိုးလို့ရပါရဲ့တော့ဟုတ်သားပဲထောက်ဖို့တီရှိနေရပဲနော်ထောက်ဖို့တီလေးရှိနေရပဲလို့ ်ကဲပြောပါအောင်ထောက်ဖို့ထီလေးထိုးလို့ရမယ်ဒီတို့တော်လန်ပြည်သူတွေအတွက် playlist ဖြစ်ဖြစ်ဒီ Facebook ပဲဖြစ်တယ်ပေါ့နော်ဒီမူးလဲတဲ့အချိန်တွေတောင် ရှိခဲ့တယ်ဆိုတော့လေအဲ့လိုကူးသားတဲ့အချိန်တွေမှာရောညီမလေးဘယ်လိုကြော်ဖြတ်လဲအစပိုင်းကခဏနေရဖြေခဲ့တယ်လို့ပဲအစပိုင်းအစဉ်ပြေမှုတွေရှိပေမဲ့အဲ့လိုမျိုးဒီလိုပဲအာလုံရင်းလုံရက်နေပြီးတော့အတွေ့အကြုံတွေကနေပြီးတော့ပဲဒီလိုတင်ပြပေးတော့ပါအခုတော့အစီအပြေတော့ပါပြီဟုတ် ဒီစိတ်တက်ကြတဲ့နေ့တွေလည်းရှိမှာပေါ့နော်ပျော်စရာချိန်တွေလည်းရှိခဲ့မှာပဲအဲ့ဒီပျော်စရာချိန်တွေလေးကိုဟိုညမနေနဲ့မှတ်တရလေးဘာညာပေါ့နော်ပြောပြလို့ရမလားမှတ်တရဒီလိုပဲရေပေါ်ရေရှည်ရန်သွားပြီးတော့ပြက်လာတဲ့ချင်းမျိုးတို့အဲဥမာကကျွန်တော်စိတ်သက်သာဆိုတော့ကျွန်တော်ကျွန်တော်ကူပေးလိုက်တဲ့ရေပေါ်ရေပူစင်ပြီးလာတဲ့ချင်းတွေအဲ့လိုမျိုးဆိုရင်တော့ပျော်ရေပေါ့နော်အပျော်တရရေတော့အများကြီးပါ အခုလိုဒီတော်လန်ရဲ့အရွေးကလည်းခီးပေါက်နေတယ်ပေါ့နော်ခီးပေါက်လာတဲ့ချိန်အမျှဒီစိတ်တက်မရိမ့်မရိုင်ပဲနဲ့ဘလို့ခက်ခဲတွေရှိနေပါစေကွယ်ဒီမပြောင်းမလဲပဲနဲ့ကြန့်ရှိနေတဲ့တို့ပြည်သူတွေအတွက်ရောညီမလေးဘာပြောချင်လဲဟုတ်ခုလိုမျိုးတော်လန်ကလာလည်းအချိန်အတိုင်းတခုရောက်လာပြီပေါ့နော်အဲ့ဒီအချိန်မှာစိတ်တက်မရိမ့်မရိုင်ပဲနဲ့ဒီတော်လန်ရို့ပဲအာအယုံစိတ်ပြီးရောလုပ်ကြရဲ့မြို့သူကြီးအလုံးရောဒီနေ့ အမျိုးသမီးအမျိုးသားရေပေါ့နော်အာကျေးဇူးတင်ပါတယ်ပြီးတော့အာမိုးရတဲ့အနာဂတ်အတွက်လည်းအတင်းစားကြပါလောက်ပို့ရှင်တို့တွေပြောလာတာတို့ပြုံမီတွေအားရကျေနပ်မယ်လို့အမမျှော်လင့်ပါတယ်ညီမလေးအနေနဲ့ဖြည့်ဆွက်ပြောချင်တာများရှိမလားညီမလေးပြည်သူတွေပြည်သူတွေပဲပြောချင်တာပေါ့နော်အဲကျွန်တော်တို့အဲကျွန်တော်တို့ပဲကျွန်တော်တို့ကလည်းပြည်သူတွေအတွက်အကောင်းဆုံးလုပ်ဆောင်ပေးရမယ်ပြည်သူတွေကလည်းကျွန်တော်တို့ကိုယုံကြည်ဝယုံကြည်ပေး ပေးသည်ချင်ပါတယ်အားလုံးပဲဒီဗီဒီယိုမှာတွေ့ရမယ့်အကြောင်းအရာလေးကတော့တိုင်းတိုင်းမှာငလင်ဒံရဲ့အဓိက main နေရာဖြစ်တယ်လို့သတ်မှတ်ထားတယ်ရေခါအင်းကျွေးမှာရှိတဲ့ရေခါအင်းရဲ့ငလင်မလုတ်ခင်မှာပြတဲ့နမိတ်တွေနဲ့ငလင်လုတ်နေတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့နေထိုင်နဲ့ငလင်လုတ်ပြီးတဲ့အချိန်မှာပေါ်ပေါက်လာတဲ့နေထိုင်တွေကိုဟောပြထားတာဖြစ်တဲ့အတွက်ပြန်လည်ဝင်ပြပေးတဲ့ချင်းဖြစ်ပါတယ်ပြီးတော့အလုံးကြီးပေါ့လေဒီအေးရဲ့ကျွန်းတော့အရောင်ကအနဲ့ရောင်တော့လေအဲ့အနဲ့ရောင်အလုံးကြီးအပေါ်ကြွတ်တက်လာတယ်ကြွတ်တက်လာပြီးတော့သူကအဝေးမှလည်းမကွယ်ဘူးအဲ့နာပဲပြန်ကြသွားတာ ားလုံးပဲလက်ရှိဒီပြည်မှာတွေ့နေရတဲ့အကြောင်းအရာလေးကတော့စကိုင်းတိုင်းမှာတီးကလင်းချက်ဘူဖြစ်တဲ့ဧကအင်းဟာဖြစ်ပေါ်ခဲ့တဲ့နေသားတစ်ခုဖြစ်ပါတယ်တော်တော်ကြားဘူးကတော့ကဘာဦးအစကကတည်းကဒီအင်းကြီးရှိတယ်လို့ကြားဘူးတယ်ဒီအင်းရေခန်းရဲ့အမေးသေးတော့မလာနဲ့လို့ကြားဘူးခဲ့တယ်ပျက်စီးမယ်ပေါ့ဗျာအင်းလည်းဖရားရဲ့အရှိဘက်တဲ့တဲ့ဆိုရင်ကိုရက်ဖောက်တယ်တရက်ဖောက်လို့တော့ဘလောက် ရှည်တယ်တော့မသိဘောလေအဲအချီကိုရဖောက်လောက်နစ်တယ်လို့ကျွန်တော်တို့ကြားခဲ့ပူးတယ်အင်းရဲ့နှက်ကြီးပုံကလည်းပဲဒီခီးသွားခီးလာတွေလင်မယားစုံတွဲကိုပူးထိုင်သွားတာသူတို့မကြိုက်ဘူးနှစ်တောင်ကတောင်ရှင်းလို့ပဲကျွန်တော်တို့ကြားပူးထားတယ်အဲတတောင်ကအထက်တက်တယ်တတောင်ကအောက်ဆင်းတယ်တနည်းကို တနည်းကိုတော့တိဒတ်တမ16စင်တီမီတာကွာနေတယ်လို့ပြောတယ်လွန်ခဲ့တယ်ကျွန်တော်တို့ဟိုပေါ့လေဘူမိပြည်သားစာအုပ်တွေထဲမှာဖတ်ခူးတာကတော့ တနစ်ကိုတိထသမ16စင်တီမီတာကွာတယ်လို့ပြောတယ်။ကွာတယ်လို့ရေးထားတယ်။အဲ့လိုရေးထားတဲ့အချိန်ကျမှသူကနှစ်ဘလောက်ကြာမယ်ဆိုလို့ရှိရင်ဒီငရင်ကြီးကဒီပြည့်ပြည့်ကျော်ငရင်ကြီးကလှုပ်လိုက်မယ်လို့အဲသူတို့ခံယူခံမှန်းချက်နဲ့အဲစာအုပ်တွေမှာထွက်ထွက်ပြီးရေးထားတယ်။လှုပ်တဲ့နှစ်ကြမှလှုပ်တာမလှုပ်တဲ့နှစ်ကြလည်းမလှုပ်ဘူး။တနှစ်တိုင်းရလို့တော့မလှုပ်ဘူး။လှုပ်တဲ့ချိန်ပေါ့လေ။ ဒီထားပါတော့ဟိုတုန်းကဘယ်နှခုနှစ်လုံးကတော့စင်ကူးမှာဗဟိုပြုတ်ပြီးလှုပ်သွားတဲ့နှစ်ကလည်းဒီမှာလှုပ်တယ်ဒီလောက်ကြီးမကြီးဘူးအပြိုပြက်တိတ်မရှိဘူးခုကြတော့အင်းကတစ်နှစ်နဲ့တစ်နှစ်မိုးတွေကရွာလာတော့နုံပို့တယ်ပေါ့လေဟိုရှေ့တုန်းကကျွန်တော်တို့မမွေးခင်တုန်းကပေါ့လေကျွန်တော်တို့မမွေးခင်တုန်းကတော့အင်းရဲ့အလဲမှာအင်းလေဖျားဆိုတာလေးရှိတယ်အင်းလေဖျားရဲ့အရှိပဲတဲ့တဲ့ဆိုရင်ကိုရက်ဖောက်တယ်တရက်ဖောက်ကိုတော့ဘယ်လောက်ရှည်တယ်တော့မသိပေါ့လေအဲအချီကိုရက်ဖောက်လောက်နစ်တယ်လို့ကျွန်တော်တို့ကြားခဲ့ဘူးတယ် အင်းရဲ့နတ်ကြီးဘုံကလည်းပဲဒီခီးသွွားခီးလာတွေလင်မယားပေါ့လေလင်မယားစုံတွဲကိုပူးထိုင်သွားတာသူတို့မကြိုက်ဘူးနော်ပူးထိုင်သွားတာမလဲဟိုးကျွန်တော်တို့မမွေးခင်မွေးခါသာပေါ့လေကျွန်တော်တို့အခုဆိုရင်58နှစ်ရှိပြီကျွန်တော်တို့မွေးခါသာလောက်ကနေမှာပေါ့ဟိုအနောက်ဖက်လမ်းနေပြီးတော့သွားတော့အိုးတယ်လင်မယားအနေထိုင်မှားလို့မလို့ချက်ချင်းသူတို့မှားရင်းတဲ့ကိစ္စကိုဖြေရှင်းပေးလိုက်တယ်လို့တော့ကြားဘူးလေအခုလည်းပဲ ရွာသူရွာသားသာတင်းကြီးခံတယ်အဝေးဧည့်သည်တွေလာတဲ့အခါလင်မယားပူးသွားတာမျိုးသူတို့သိမကြိုက်ဘူးစောင်းတဲ့မောင်စအင်းကိုစောင်းတာလည်းပဲမောင်နှမစောင်းတယ်လို့ဆိုတယ်အေးငရင်စလောက်ခါတာပေါ့လေရေတွေကဝဲကြီးလဲသွားတာလဲသွားပြီးမှသူကအလဲကောင်လောက်ကနေပြီးတော့အလုံးကြီးပေါ့လေဒီအင်းရဲ့ကျွန်းလုံးအရောင်ကအနဲ့ရောင်သူတော့လေအဲ့ဒီအနဲ့ရောင်အလုံးကြီးအပေါ်ကြွတ်တက်လာတယ်ကြွတ်တက်လာပြီးတော့သူကအဝေးမှလည်းမကွယ်ဘူးအဲ့နာပဲပြန်ကြသွားတာခဏချင်းကတော့မပြောနိုင်ဘူးပေါ့ဗျာ ဒါပဲပဲဝဲလဲတဲ့ပုံစံကြီးကတော့အကြီးပဲအလှုပ်ပြီးသွားတာတော့ခြေနေမထူးသမ်းဘူးငရေမလှုပ်ခင်ကတည်းကဒီရေတွေကအယောင်ပြောင်းနေတာအင်းကထူးခြားမှုပေးတယ်ဆိုတာကတော့ဒီနားနယ်တစ်ဝိုက်တော်တော်သိတယ်မိုးရွာလာမယ်ဆိုရင်အင်းအနံ့နေထွက်လာတယ်နော်ဒီအခြေအကြအခြားအကြောင်းအကြောင်းတောင်မို့တမျိုးတမျိုးဖြစ်မယ်ဆိုလို့ရှိရင်ရေတွေနီးလာတယ် ဲ့လိုအခြေအနေတော့ပြတယ်နမိတ်ပြနာပဲနှစ်ရက်သုံးရက်လောက်ကြုံပြီးတော့နမိတ်ပြနာပဲအင်းအပုန်တန်းကကျွန်တော်တို့ကဒေသခံဆိုတော့အင်းအပုန်တန်းကတော့အနံ့ပဲလို့ပြောပြတာဒီအပုန်တန်းကဘယ်မှာသွားဖြစ်တုံးသူတော့ဟိုးစကိုင်းမြို့နယ်အစုံမှာသွားပြီးအနံ့နေထွက်တယ်ကျွန်တော်တို့ဒီနားရွာသားတွေကတော့မခံလာဘူးကြိုးပြူတယ်ဆိုတာကကျွန်တော်တို့ဒီရွာတဲတာကဒီအင်းကိုအခြေခံပြီးတော့ရွာတဲတာရွာတဲတာကဟိုတစ်ချိန်တုန်းကပေါ့ဗျာမျက်စိမပွင့်ငင်ပေါ့ရှေဟိုအနှစ်တရာဝန်းကျင်လောက်ကပေါ့လေမျက်စိမပွင့်ငင်တုန်းကဒီအင်းကရေကိုပြိုးပြီးတော့ စားကားချက်အဲစားကားချက်လို့မလို့အဲဒီရွာကဟိုးအနောက်ကဒကျင်ရွာနေပြီးတော့မှဒီဘက်ကိုခွဲပြီးတော့လူတွေစုရနေမှတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ရွာဖြစ်လာတာအင်ဂျင်280နဲ့3အင်ရှိတယ်နှစ်ပေါင်းဘယ်လောက်လောက်ကြာပြီလဲဒီအင်ဂျင်ရှိနေတာနှစ်ပေါင်းဘယ်လောက်လောက်ကြာအကျွန်တော်တို့ကြားဘူးကတော့ကဘာဦးအစကကတည်းကဒီအင်ဂျင်ရှိတယ်လို့ကြားဘူးတယ်အဲဒါပေမဲ့ဟိုရှေးစကားလားဆိုရိုးစကားလားတကယ်တမ်းတွက်ချက်ပြီးတော့ပြောတာလားမသိဘူးဒီအင်ဂျင်ခန်းရေအမေးသေးတော့မလာနဲ့လို့ကြားဘူးခဲ့တယ် ပျက်စီးမယ်ပေါ့ဗျာဒါမှမဟုတ်လည်းပဲဒီအင်းထဲမှာသူတို့ဟိုတုန်းကပေါ့လေအတင်ခရစောယုံမြင့်ခေတုန်းကရွှေကူးလောင်းငွေကူးလောင်းပေါ့လေဗရမားကူးလောင်းငပီကူးလောင်းစားကူးလောင်းပေါ့လေအဲ့လိုကူးလောင်းကိုကူကိုဟိုရေတရာချေပြီးတော့ဟိုးတောင်းတာအင်းလေဖရားဆိုတာ9000ပြည့်ဖရားလေးတည်ထားတာအဲ့ဒီဖရားကိုတောင်းမှန်မှအတင်ခရစောယုံမြင့်ရဲ့မျက်စိပြန်မြင်တယ်လို့ဒါကြားဘူးတယ်ကျွန်တော်တို့ကလည်းနှစ်ခွနှစ်ရာတုန်းကဒီရာသွင်းဟာ ဟိုလိုပေါ့ကြောက်စာမရှိသေးတဲ့အတွက်နှစ်ခွနရာတော့ကကျွန်တော်တို့ကအထက်ကိုတင်မပြနိုင်ခဲ့တာသူ့တိုက်ကိုမတူးနိုင်အောင်သူပြီးတော့မျက်စီကိုချုံရအောင်လှုပ်လိုက်တော့အဲသူတို့ခေကာပညာရှင်တွေကနေပြီးတော့အာမေးတော့မြန်တော့အဲကိုတော်ကြီးဖះနဲ့ပူတော်ရမယ်ဆိုပြီးတော့အဲ့မဲ့အင်းလေဖះလေးကိုလေဒါကမေးလို့ကြောက်တာသူသိပါမှာအင်းလေဖះလေးကိုအဲကိုတော်ကြီးဖះအဲ့ဖះနဲ့ပူဇော်ပြီးတော့မှသူတို့တောင်းမယ်